ပဲဂိုရိုင်းဒေတာကြီးတရားဝရီခိုင်ပြည်ချိုင်းနဲ့ပြည်ဆန်ဦးစီးဌာနနဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့ပူးပေါင်း၍ပြည်ပြည်ဆိုင်ရာမူရည်စေဝအလွဲတုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်မှအကျိုးအသိပညာပေးဟောပြောဝဲကိုစွန်လ24ရက်နေ့နနက်10:00နာရီကခေပြင်းချိုင်းနယ်ပြည်ဆိုင်ဦးစီးဌာနလူမှုအခြေပြုဘူဌာနကွန်မြူနတီစင်တာခန်းမတွင်ကျင်းပခဲ့ပါသည်။ ခန်းနာရင်တရားဝင်ခရိုင်ပြန်ကြားရေးနဲ့ပြည်ဆန်ဦးစည်းဌာနမှာခရိုင်ဦးစည်းမှုကအပွေမတ်စကားနဲ့ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပါတယ်။ဆက်လက်၍ဟောပြောပွဲကိုကျင်းပခင်ရာအမတ်နှင့်လူကုန်ကူးမှုတားဆီးနေနေတပ်ဖွဲ့စိတ်တာယာဝရီမှတပ်ဖွဲ့စိတ်မှုရုပ်အုပ်ကတွင်ကမူရစီဝါသုံးဆွဲချင်းမြင့်နောက်ဆက်တွဲခန်းစားရမည်ဆိုကြများအကြောင်းတို့ကိုအချက်တွင်ဟောပြောဆွေးနွေးခဲ့ပြီး ညနေရက်တက်ဖွဲ့မှုရုံမှာဒူရဲအောင်ခင်မိုးမိုးကမွေရစီဝါ30ကျင်းကြောင့်ရရှိလာနိုင်တဲ့ပြည်မှုပြစ်တယ်များအကြောင်းနှင့်မွေရစီဝါအမျိုးအစားတို့ကိုအကျက်တွင်ဝင်ဟောပြောဆွေးနွေးခဲ့ပါတယ်။တရားဝတီညနေရက်တက်ဖွဲ့မှုရုံမှာဒူရဲအောင်ခင်မိုးမိုးကယခုလိုပြောကြားခဲ့ပါတယ်။ မင်္ဂလာပါရှင်ဒီဇွန်လ26ရက်နေ့မှာကြာရောက်မဲ့ဒီဆိုင်ရာမူရေးစေဝါအလွဲသုံးမှုနဲ့ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့မှာဒီចောင်းသားလူငယ်တွေကိုလာရောက်ဟောပြောခြင်းဖြစ်ပါတယ်ဒီမူရေးစေဝါနဲ့ပတ်သက်တဲ့ဒီမူရေးစေဝါကြောင့်ရရှိလာမဲ့ဆိုးကျိုးတွေပြင်းမှုပြစ်ဒဏ်တွေဒီမူရေးစေဝါအမျိုးအစားတွေနဲ့ဒီចောင်းသားလူငယ်တွေဘာကြောင့်မူရေးစေဝါကိုမသုံးစင်ဘူးဆိုတဲ့အကြောင်းကိုဟောပြောပေးခြင်းဖြစ်ပါတယ်ရှင်ဆက်လက်၍အခမ်းအနားကိုတက်ရောက်လာကြတဲ့ចောင်းသားကြောင့်လူများနဲ့ဆရာဆရာမများကို ပြန်ကြားရေးနယ်ပြည်ဆန်ဦးစီးဌာနမှထုတ်ဝေသည့်2025ခုနှစ်အပြည်ပြည်ဆိုင်ရာမူရင်စေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်မဲ့အသည့်ပညာပေးတည်င်းစကားလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးခဲ့ပါသည်ဆလွေခိုင်ပြန်ကြားရေးနဲ့ပြုဆန်ဦးစီးဌာနမှခင်ချင်းပြသထားတဲ့အသိပညာပေးနယ်ကက်ဆာဆောင်နဲ့စာအုပ်စာဆောင်များကိုတယောက်လာကြတဲ့ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်